မင်းဖိတ်ကျွေးပေမဲ့မတူတလို့မတန်တလို့လုံနေတဲ့စိမ့်ပိုင်ရှင်ကိုခြေပြလိုက်တဲ့နေထွအားလုံးပဲမင်္ဂလာပါဗမိစနောင်းကနေကြိုဆိုလိုက်ပါတယ်မင်းပညာဖြစ်အောင်မြင်နေခဲ့တဲ့နေထွကဆိုပြတဲ့စင်းနဲ့အတွဲညီတာကြောင့်ကြောင်ညာရီလဲတူတူရိုက်ခွနေရတာပါနေထွနဲ့ဆိုပြတဲ့စင်းကစိမ့်တိုက်တစ်ခုမှာကြောင်ညာရိုက်ပြီးစိမ့်ပိုင်ရှင်ကထမင်းဖိတ်ကျွေးဖို့ပြင်ဆင်ထားပါတယ်ဒါပေမဲ့ထမင်းဝိုင်းမှာပကံနေကိုစီထားတဲ့ပုံစံတွေကမတူတလို့မတန်တလို့ခွဲခြားဆက်ဆံတလို့ဖြစ်နေတာကြောင့်နေထွကတော့လှလပပကြီးခြေပြလိုက်တာပါစိမ့်ဆိုင်ပိုင်ရှင်ကစပွဲတလုံးပေါ်မှာထမင်းပကံနေဟင်းပကံတွေ ွေအလုံးကိုချထားပေမဲ့သူတို့ကတော့ရွှေပကံရွှေစွန်းတွေပဲစားနေကြတာပေါ့ဟင်းနေထဲထားတဲ့ပကံတွေအရင်ဟင်းနေထဲထားတဲ့ပကံအသေးလေးတွေကအစရွှေပကံတွေဖြစ်နေကောင်းသူပြည့်တစင်းနဲ့နေထွတ်ထုတ်ကိုတော့အဖြူရောင်ပကံတွေနဲ့ပဲခွဲခြားပြီးတော့ကျွေးခဲ့ပါတယ်ဟင်းတွေကလည်းမတူညီနေတာကိုမြင်လိုက်ရုံနဲ့သိသားနေပါတယ်သူတို့ဘက်မှာဟင်းတွေကတိတိတသားများနေပြီးသူပြည့်တစင်းတို့ဘက်မှာတော့ဟင်းပကံတွေကရော့နေပါတယ်ထဲစားပါဆိုပြီးပြောနေပေမဲ့လည်းနေထွတ်ကတော့လုံးဝမစားပါဘူးသူပြည့်တစင်းကတော့အာနာလိုစားလိုက်ပေမဲ့လည်းနေထွတ်ကတော့ဝိတ်ချနေလို့မစားတာပါဆို ်ပြီးဒီအတိုင်းထိုင်နေလိုက်တာပါ။ နေထွက်ကသူ့ကိုခွဲခြားခွဲခြားလာဆက်ဆံတဲ့စိမ့်ဆိုင်ပန်းရှင်ကိုကောင်းကောင်းကြီးတုတ်ပြန်လိုက်ပါတယ်။အနုပညာရှင်တွေကိုတန်ရတန်ချေးပေးပြီးငှားတယ်ဆိုတဲ့သဘောနဲ့ထမင်းကျွေးတော်ကိုတောင်ပကံခွဲခြားနေလို့နေထွက်နဲ့ဆိုပြစ်သစင်စာပရိသတ်တွေကစိတ်တုံနေကြပါတယ်။နေထွက်ကတော့ခွဲခြားဆက်ဆံခံရတာကိုရိပ်မိတာကြောင့်ဝေးချနေတာပါဆိုပြီးလှလှပပညင်းလိုက်တာပါ။အများရှိမှစိမ့်တိုက်ပန်းရှင်ကဆိုပြစ်သစင်တို့နဲ့ညီမတွေလိုချစ်ခင်ပြပြီးထမင်းဖိတ်ကျွေးတဲ့အချိန်မှာစိမ့်ရက်မှန်ပေါ်လာတာပါ။မြမလူမျိုးတွေကဧည့်သည်လာရင်အကောင်းဆုံးစားစာတွေကိုကျွေးမွေးတတ်ကြတဲ့လုံးဘီရို ်ထဲမှာနှင်းနှင်းလန့်လန့်ထိမ့်သိမ်းထားတဲ့ပကံအကောင်းစားတွေကိုထုတ်ပြီးအက်ခံတက်ကြတာပေါ့အင်လာလေတဲ့ဧည့်သည်တွေကိုဦးစားပေးခြင်းလို့အမေရိကပကံလှလှလေးတွေမြင်တိုင်းဝယ်ပြီးသိမ်းထားတက်ကြပါတယ်ဧည့်သည်လာမပဲဒီပကံတွေကိုထုတ်ပြီးကျွေးမွေးတက်ကြတဲ့အထိသဘောကောင်းကြတာပေါ့ဒါပေမဲ့ဒီစိန်တိုက်ပိုင်ရှင်ကတော့သူတို့ကရွှေပကံတွေနဲ့စားပြီးဆိုဗစ်သင်းနဲ့နေထွက်ကြတော့ငွေပေးပြီးအလောက်ထားတဲ့ဆိုတဲ့သဘောနဲ့တာမန်ပကံပြားနဲ့သာထည့်ကျွေးလိုက်ပါတယ်ဆိုဗစ်သင်းကတော့ဘာမှမပြောဘဲစားနေပေမဲ့နေထွက်ကတော့အယံပြတ်သားတဲ့သူပေါ့ဆိုဗစ်သင်းနဲ့နေထွက်တို့ကလည်းအချင်းန င်ရှိပိသားအနုပညာရှင်တွေဖြစ်ကြပေမဲ့ဒီစိန်တိုက်ကတော့သူတို့ကပဲရွှေပကံနဲ့စားမယ်ဆိုပြီးပပနဲ့နဲ့လုပြသွားခဲ့ပါတယ် စိုင်းဆိုင်ပိုင်ရှင်ကြီးတွေဖြစ်တာကြောင့်သူများတွေနဲ့ပကံတူအောင်မစားချင်ပဲယောဂရီကိုမှစိုးရင်လို့ခွဲခြားပြီးစားရလဲဖြစ်နိုင်တာပဲဆိုကောင်နားလေပေးချတဲ့သူတွေလည်းရှိပါတယ်။ဆိုပြတဲ့စင်ဟာစိတ်တဘောထပြဝသူဖြစ်ပြီးပွဲရှာတတ်တဲ့မင်းသမီးမဟုတ်ဘဲအနေအထားသူတယောက်ပေါ့။ဒါပေမဲ့စိန်တိုက်ပိုင်ရှင်တွေကတော့ငွေပေးပြီးတော့ခိုင်းထားတာပဲဆိုတဲ့သဘောနဲ့ဆက်ဆံသလုံး။ခမင်းစားတဲ့အခါမှလည်းဝန်တန်းနဲ့အလုပ်ရှင်သဘောမျိုးခွဲခြားထားခဲ့တာပေါ့။နေထွက်ကတော့ဒါမျိုးလာကြောလို့မရပဲခွဲခြားခြင်းနဲ့သူတွေနဲ့တဝိုင်းထဲတော့ထမင်းမစားခဲ့ပါဘူး။ နေထွန်းအားတရုတ်ဆောင်လဲကောင်းတလုံးပြတ်သားတဲ့နေရာမှာလဲပြတ်သားတာကြောင့်သူစိတ်ကိုသဘောကျနေကြပါပြီ။စိန်တိုက်ပန်ရှင်ကြီးတွေဖြစ်တာကြောင့်ရွှေပကံတွေနဲ့စားပြီးကြောင်ညာမှာတရုတ်ဆောင်ပေးတဲ့သူတွေကိုတမန်ပကံလောက်နဲ့ပဲအဲ့ခန့်နဲ့စိန်ဆိုင်ပန်ရှင်ဇနီးမောင်နှံတို့ပေါ့ဘရသက်တို့ရဲ့အမြင်ကိုလဲပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်။နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ။